ဣတိဝသနာတော်ဣတိရှင်သောဘုရားဟောကြားတော်မူသောကြောင့်ဒုံမေငါရှင်ပဇိနောဝိသုမမကျေဥသောဝိဇာဝိဇေဆရာကိုကနကနသာရှိဣန္ဒုဂါနဝသူနေကြလေကုန်လောပဋ္ဌမဥပိဇာငါမေတ္တဘောအောသောပတမမေရပဇိနောငါရှင်သမေပထမရှိဥသောဥပိဇာဥဇေဆရာမြတ်ကိုဒုံမေတ္တဝဂါမေတ္တဘာယုဆရာကိုယဝါယုဆရာမိဣတိဝသနာတော်ဣသောရှင်သောဘုရားဟောကြားတော်မူသောကြောင့် တောမေငါရှင်မဇ္ဈနာတို့ဒီပထမအခြေဥစွာဥပိ္ပဇာဥစ္စေဇာကနာခဏထဒီဒီနုနုကာရဝအထုပင်ကြရလေဘုံတော်ကဲဆိုဥပိ္ပဇာရောမိဘနေဟောဒီဝဲမိဘနေဟောလဲဥပိ္ပဇာရောမိဘနေဟောဤတော့ဆိုဥပိ္ပဇာရောမိဘ ထာအာတာနာနီကဲအဲ့ဒါဒီကြောင့်လေဘုရားဆုံးကြောင့်လေဥစ္စေဘုရားကျောင်းဘုရားဆုံးကြောင့်ဆရာတော်ငါရှင်ကြီးဥစ္စေဆရာတော်ဘုရားဟုတ်လားအာဇာရောအာသာရောဘုရားနှုတ်ကြသည်ကုလားသူကို အာချာတိသင်္ဆာစွာပြ၏ဒေသမာချာတိပါဒနာ ပါဒနာကျိုးစုံသောသကားသည်ဒေသအယတ္တိသာကို အာချာတိ ထင်ရှားစွာပြ၏တဲ့နိတိကျမ်းက ပြောဆိုတဲ့စကားကအရက်ကိုထင်ရှားစွာပြတယ်ဆိုတာစကားလေးလေးသိအတော့အတော့ကိုနားထောင်ပြီးတော့ဒီပုဂ္ဂိုလ်ကတော့ရံကုန်ဘက်ကဖြစ်တယ်ဒါမိုးလည်းနိုင်ဘက်ကဖြစ်မယ်ဒါမန္တလေးဘက်ကဖြစ်မယ်အဲ့ဒီလိုစကားပြောဆိုတော့သုံးနှုတ်ကိုကြည့်ပြီးတော့အရက်ကိုဖွဲလို့ရတယ်အဲ့ဒါကိုဒီသားမှာခြာပြီးသာသနာကိုခေါ်တယ် အာဇာရောကုလမာခြာတိအာဇာရောဘုံဝေယနှုတ်ဝေယကိုကျင့်နှုတ်ကျင့်သည်ကုလအမျိုးကောင်းမကောင်းဟုအာခြာတိဆင်ရှားစွာပြ၏ဘုံဝေယနှုတ်ဝေယရှင်ကြီးမှုနိုင်ဆိုင်မှုကိုကြည့်ပြီးတော့မှကောင်းတဲ့အမျိုးကဆင်းသက်လာလားမကောင်းတဲ့အမျိုးကဆင်းသက်လာလားလို့ဒီလိုသိရအဲ့ဒါကိုအာဇာရောကုလမာခြာတိခေါ်တဲ့အဲ့တော့အရှင်တို့ကောင်းတဲ့အမျိုးကဆင်းသက်လာတယ်ဆိုတာသင်ရှားပြနိုင်အောင် ောင်းတဲ့ကိုကျင့်နှုတ်ကျင့်ကိုကျင့်ပါဘုဗေဇာငါဘေတဝါပတ္တစီဝရာအစတိတဗာဘုဗေဇာဝိဇ္ဇသောငါဘေတဝါယူစေပြီးပတ္တစီဝရာကိုပိုင်းခိုက်တော်သဘေသင်္ဃကိုအစတိတဗာပြောကြားအယိပါပြောကြားရသည်ဣတိဝဇ္ဇနာတော်ဤသို့ရှင်သောဘုရားဟောကြားတော်မူသောကြောင့်ဟံဃာတိတုံမာနသင်းမစင်းသောသူအားပတ္တစီဝရံကူပါ၌တော်သဘေသင်္ဃကိုအာစိတ်ဖိတ်တာပြောကြားလျက် ဣမေဟောပတ္တာဣမေငါရှင်တို့ရဲ့ရှင်ဘောမှာရှားသားတော်သဘိတုဒီဟောတင်ငါရှင်မစင်တော်တို့ဤပတ္တာအများမဆိုင်ဘူပိုင်းသဘိတုပဲဒီဘွားဘူပိုင်းသဘိတုဒီမှာအရှင်တို့ပတ္တာရဟန်းခံတဲ့အခါသူများစီကဖြစ်တာငှားထားတဲ့သဘိတ်သင်္ကန်းကြီးအဲ့ဒီလိုအငှားပစ္စည်းတွေနဲ့ရဟန်းခံမပြရဘူးဘုရားရှင်ကသိမှာပုံညာထားတယ် အဲ့ဒီတေဃာဝပညာတော်ကိုလေးစားလိုက်ရတော့အောင်အရှင်တို့ရဲ့ရှေ့မှာခြားတာလည်းပဲအဲ့ဒီတွေကအရှင်တို့အလိုရှိတယ်လို့အတော်ကြီးဝင်ရအောင်ယဟကကရဟောမိသားစုသာသူထားတာလည်းဘုရားသခင်ကြီးပြပါအမပါတယ်